ြပါရှင်။ Radio Veritas Asia အာရှသမတ်ရသံွေဌာနမှမြန်မာဘာသာစီစဉ်များကိုစတင်တင်ဆက်နေပါတယ်။နေ့စဉ်မြန်မာစံတော်ချိန်နနက်6:00နာရီမှ6:00နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအသံလွှင့်ပေးနေပါတယ်ရှင်။တို့ဒါရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခန္ဓာအောင်ကနှုတ်ခွန်းဆက်ပါရရှင်။ မတိလက်ဆောင်ကဏ္ဍကိုကျွန်တော်ဂျုံဝင်းစော်ထွန်းကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာကြက်ရောက်တဲ့မွေးနေ့ရှင်များကတော့တောင်ကြီးမြို့မှစိုးစိုးဝင်အောင်တောင်ကြီးမြို့မှပဲ Cherry Point ပြည်မနာမြို့မှမုံမို့ခေါ်မုံမို့လွင်ပြည်မနာမြို့မှပဲနွဲ့နွဲ့ဝင်လိုင်းကလောမြို့မှခြာပခုတ်ကူမြို့မှဝင်းမင်းဖြိုး ပကိုးမြို့တနတ်ပင်မှຫນွယ်နေမည်မုံမိတ်မြို့မှမေရှားသူပြင်းဦးတွင်မှဖလိုမီနာဒါနီအယ်ကရပြည်နယ်ဒီမော်ဆိုမှဥကာလိုချာတိုပါရန်ပင်လောင်းမှစိုင်းစီသူချမ်းငယ်ဖရက်ကောသာသနာမဖာသာချတ်ပတ်ထွေပြီးတော့ပဲဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာကြက်ရောက်တဲ့မွန်းနေ့ရှင်များနတ်စင်အပေးနေသူများအားလုံးပေါ့ ဖះရှင်ရဲ့ကောင်းကြီးစရတဘူတို၍ခံစားရပါစေကြောင်းအဆက်တမတရားမြန်မာဝိုင်းစီတွင်မှဝိုင်းတော်သူဝိုင်းတော်သားများနဲ့တူကျွန်တော်ဂျုံဝင်းစော်ထွန်းကနေစုမုံကောင်းတောင်းပေးရင်သိတဲ့ရှင်ဇော်ရင်းအောင်တည်ဆိုထားတဲ့ကြီးမြတ်တော်မူ၏ဆိုတဲ့ဓမ္မတခြင်းကို တင်ဆက်ပေးလိုက်ပါရစေ။ ချစ်တော်မူတော်ဖျာတခင်ဝေခါရတိုင်းတော်ချနှုံဤခေါ်ရောရာဖျာတခင်ဆေလန်တော်ယေစီပူဆောင်တော်မြကတဲ့အေးရှိမအေးစေတော်မူတော်ဖျာတခင် ရှောင်းတိုင်းမှာအမြဲလို့ပြေဆုံးစေတော်မူတော်ဖျာသခင်ကိုရောရာကျွန်တော်ကွာကျွန်တော်တွေ့တပ်ပိုင်ဆိုင်သူဖန်ဆင်းခြင်းလောကီရှောင်းကျွန်တော်ကိုပို့ဆောင်တော်နာမယေအောင်မလုံးကြုံစေတော်မူတော်ဖျာသခင် သာတို့ရောက်စီတိုင်းကိုချက်တော်မူတော်ဖျာသခင်ဝေကာယတိုင်းလွာကျွန်ုပ်ဒီခိုးလုံးရာဖျာသခင်ဆောင်တော်မိကတဲ့အေးရဲ့မအေးစေတော်မူတော်ဖျားတဲ့ and I'll be ဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟိုအပ်သောဆုတောင်းမေတ္တာဩတနာကိယုနာရှင်ဖခမိတော်ဗျာကိုရောဒီသာသမိတို့ကို အမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှာကိုရောရှင်တနာကိယုနာတော်ဖြင့်ထူမပေးတော်မူပါသာသမိတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏ ကိုရောရှင်မှလွဲ၍မိတိအရာမှအားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကို ဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသော စေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကိုအမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါ။သာသမီတို့၏ဘဝနေထိုင်မှုတွေအထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနဲ့အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါ။ပါဝင်လှူဒန်းကြသောအလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနဲ့အတူအစတရားမကသောကောင်းကြီးကျေးဇူးများနဲ့ပြန်လဲ၍တွန်းလောင်းချပေးသနာတော်မူပါ။မိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား 아멘. ချီလာစွာတော့ညီကိုမောင်နှမပေါင်းတို့ဒီကနေ့ဟာနိုဝင်ဘာလ၄ရက်2025အင်္ဂါနေ့ဖြစ်ပါတယ်ဒီကနေ့ကက်သလစ်ဘာသာဝင်များအတွက်ထောက်ရှုရမယ့်ကျမ်းချက်တွေကတော့ပထမကျမ်းအနေနဲ့ရောမအဝဒစာအခန်းကြီး၁၄ငယ်၅ကနေ၁၆ဖြစ်ပြီးတော့အင်္ဂလိပ်ကျမ်းအနေနဲ့ရှင်လုကာအခန်းကြီး၁၄ငယ်၁၅ကနေ၂၄ဖြစ်ပါတယ်ဒီကနေ့ရဲ့ပထမကျမ်းမှာကျွန်တော်တို့ဒီအရေးအတွက်များတော့လဲခရစ်တော်၌ ကိုခန္ဓာတစ်ခုတည်းအဖြစ်တည်ရှိနေကြောင်းထို့ကြောင့်ကျွန်တော်တို့သည်ခရစ်တော်ဤကိုအင်္ဂါအစိတ်ပိုင်းများဖြစ်ကြောင်းတို့ဖြစ်ပါ၍ခရိယာများသည်စစ်မှန်သောခရိယာစိတ်ထားဖြင့်ရှင်တန်ရမည်ဖြစ်ကြောင်း ထောက်ရှုရပါသည်စစ်မှန်သောခရိယာစိတ်ထားဆိုတာပါလေချစ်ချင်းမြတ်တာကိုစစ်မှန်စေလက်တူကိုတူညီအကိုကဲ့သို့ချစ်ခင်ရမည် မိမိကိုယ်ကိုလေးစားသည့်ထက်တူကိုတူလေးစားရမယ်မကောင်းမှုကိုမုန်း၍ကောင်းသောအမှုကိုဆွဲမြဲစွာပြုခြင်းရမယ်စိတ်ပြအာရော့ခြင်းမရှိဘဲစိတ်အားထက်သန်စွာဖြင့်ဘုရားသခင်ကိုအစေခံမယ်မျောလင့်ခြင်း၌ဝမ်းမြောက်ရှင်လန်းကြမယ်ဆင်းရဲဒုက္ခကြုံတွေ့ရသောအခါ၌လည်းဒီခံစိတ်ရှိကြလေအမြဲမပြတ်ဆုတောင်းကြမယ် တန်ရှင်သူတို့၏လိုအပ်ချက်များကိုပါဝင်ကူညီဖြည့်ဆွဲကြမယ်။ဝမ်းမြောက်တော်သူတို့နှင့်သူဝမ်းမြောက်၍ငိုကြွေးတော်သူတို့နှင့်သူငိုကြွေးကြမယ်။အချင်းချင်းသင်းမြတ်စွာနေထိုင်ကြမယ်။မိမိကိုယ်ကိုမိမိပညာသတ္တိဟုစိတ်ထောင်ွားခြင်းမရှိဘဲနိုင်ချတော်သူတို့နှင့်သူပေါင်းတင်ရမယ်။သတ္တိစိတ်နှင့်စိတ်ထားတွေဟာ ရှင်ပေါလုကဒီကနေ့ကျွန်တော်တို့ကိုသားရှိရမယ့်စိတ်ထားဖြင့်ပထမကျမ်းမှာဖော်ပြထားပါတယ်။အေယုဂရိကျမ်းမှာခရိယာရဲ့သက်တာဟာအရာအလုံးထက်ဖျားတခင်ရဲ့ဖိတ်ခေါ်တန်ကိုနှိမ့်စင်ဦးစားပေးနာထောင်တင့်ကြောင်းထောက်ရှုရပါတယ်။ဒီကနေ့ရဲ့အေယုဂရိကျမ်းမှာဖိတ်ခေါ်ခံရတဲ့ပထမပုဂ္ဂိုလ်ကလေမြေတကွက်ဝယ်ထားသဖြင့်တွား၍ကြည်ရပါမည်ဆိုပြီးတော့အကြောင်းပြပါတယ်။ ဖိတ်ခေါ်တန်ကိုညင်းပယ်ခဲ့ပါတယ်ကျွန်တော်တို့ရဲ့ဘဝမှာအင်းလေယာမီဥယင်ချန်စသည့်အယောင်းအဝယ်များ၌များစွာနှိမ့်နှုတ်နေသောကြောင့်ဘုရားသခင်ရဲ့ဖိတ်ခေါ်တန်တော့မဟုတ်မိမိရဲ့ဝိညာဉ်ကိုကျုပ်စုစောင့်ရှောက်ဖို့ရန်အတွက်မိမိတပ်သူတွေကိုဆိုလိုပါတယ်ဒုတိယပုဂ္ဂိုလ်ကနွားငါးရှင်ကိုဝယ်ထားသဖြင့်ကြည့်ရှုရန်တွားရပါမည် ကျွန်တော်တို့ရဲ့ဘဝမှာအလောက်အကန့်အစီအမံအောင်မြင်ကြောကြားခြင်းစသည့်အသက်မွေးဝမ်းကြောင်းနဲ့များစွာနှိမ့်ညွတ်နေတော့ကြောင့်ဘုရားသခင်အတွက်အချိန်မပေးနိုင်မဆုတောင်းနိုင် မကိုးကွယ်နိုင် ဖြစ်ခဲ့ရတဲ့သူတွေကိုယဉ်ဆုပါတယ်။တတိယပုဂ္ဂိုလ်ကလက်ထပ်ပြီးခါဆဖြစ်တော့ကြောင့်မလာနိုင်ဘူးဆိုပြီးတော့အကြောင်းပြပါတယ်။ကျွန်တော်တို့ရဲ့ဘဝမှာမိသားစုမိတ်ဆွေတွေနဲ့ချင်း အလချင်းစသည့်လူသားချင်းချင်းပေါင်းသင်းဆက်ဆံမှုကိုများစွာအချင်းပေးပြီးဖျားသခင်ကိုကြောင့်ထိုးထားသူ မိမ့်နေတသူတွေကိုယဉ်ညွန်းပါれဒီကနေ့ရဲ့အကြောင်းပြချက်တွေအားလုံးဟာ လူသားရဲ့မျက်လုံးတွေနဲ့ကြည့်ရင်တော့ဟုတ်နေတယ်ရောင်ရောင်ရှိပါတော့လေဖျားသခင်ရဲ့မျက်လုံးနဲ့ကြည့်ရင်ဦးစားပေးရွေးချယ်မှု၌လိုအပ်မှုရှိနေတဲ့အကြောင်းကိုထောက်ရှုရပါတယ် စစ်မှန်သောခရိယာရဲ့စိတ်နေစိတ်ထားနဲ့နေစဉ်ဘဝတက်တာကိုမန်ကန်စွာရွေးချယ်မှုဖြင့်ရှင်းတန်းနိုင်ဖူးရန်အတွက်ကြိုးစားကြပါစို့ဒီကနေ့ဟာစင်ချတ်စ်ဘိုရိုမီရဲ့ပွဲနေဖြစ်သည့်အားလျော်စွာချတ်စ်ဘိုရိုမီရဲ့နာမည်ခံထားတဲ့ပုဂ္ဂိုလ်များအားလုံးအတွက်ဆုတောင်းပေးနေသူတို့ဖြင့်ကာဒီနယ်ချတ်စ်ဘိုအတွက်လည်းထူးထရီယာဆုတောင်းပေးကြပါစို့ဖျားရှင်ကျွန်တော်ကောင်းကြီးပေးပါစေ thank you ီကနေ့တိတိကျအစီအစဉ်တွေကလူငယ်ကဏ္ဍအနေနဲ့ဘာတွေပဲလှုပ်လှုပ်အရာမထင်တဲ့အခါဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်။ဘဝမှာကြိုးစားမှုတိုင်းမှာအောင်မြင်မှုဆိုတာမရှိနိုင်ပါဘူး။ဒါ့ပေမဲ့လို့လေအောင်မြင်မှုတိုင်းမှာတော့ကြိုးစားမှုက မပါမဖြစ်တူအပ်ပါတယ်။လူတယောက်ရဲ့ဘဝမှာအကောင်းဆုံးနဲ့အဆိုးဆုံးလို့ပြောနိုင်တဲ့အရာကတော့ကိုယ်စိုက်ထုတ်လိုက်တဲ့ကြိုးစားအားထုတ်မှုတွေပါပဲကြိုးစားရင်အောင်မြင်မယ် စ조사ရင်ရက်လက်ကောင်းနေရမယ်ဆိုတဲ့တွေးခေါ်မှုကအားကောင်းတဲ့စွမ်းအင်တစ်ခုကိုပေးနိုင်ပေမဲ့လို့တခါတလေကြတော့လေအဲ့ဒီတွေးခေါ်မှုကနေစိတ်ပြက်အားငယ်မှုတွေပင်ပန်းနှမ်းနယ်မှုတွေရဲ့အရင်းအမြစ်ဖြစ်လာတတ်ပါတယ်ဥပမာဆံမွေးတစ်ခုအတွေ့ညာနေတဲ့အထိဆော်ရီဖတ်တယ်မှတ်စုတွေပြင်ဆင်နေတို့ပေမဲ့လို့လဲဆံမွေးကန်းနဲ့ရောက်မှာမိခုနေကကိုကြိုးစားထားတာနဲ့လုံးဝမတက်ဆိုင်တဲ့အခါဒါမှမဟုတ်အမှတ်ကောင်းကောင်းမရတဲ့အခါတွေမှာစိတ်ဖိစီးမှုကချက်ချင်းဝင်လာတတ်ပါတယ် ကိုပိုင်စီးပွားရေးလုပ်ငန်းစဖို့ချင်းငွေတွေထုတ်အကျွေးတွေယူပြီးစ조사ပန်းစားလုပ်ပေမဲ့လို့လေဈေးကွက်အခြေအနေဒါမှမဟုတ်မမျှော်လင့်ထားတဲ့ကတ်ဆိုးတစ်ခုကြောင့်အားလုံးပြိုလဲသွားတဲ့အခါမှာခံစားရတဲ့ဝေဒနာကပိုပြီးကြီးမားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုစိုက်ထုတ်ခဲ့တဲ့အရာအားလုံးကရည်တွေကပုံဆွဲတယ်လို့ပဲပျောက်ကွယ်သွားတယ်လို့ခံစားရလို့ပါ။ဒီလိုအခါမျိုးမှာ ကိုလုပ်ခဲ့တဲ့ကြိုးစားမှုတွေဟာဘာအတိတ်ပဲမှမရှိတော့ဘူးလို့ထင်လာတတ်ပါတယ်။အဲ့ဒါဟာအမှန်တရားမဟုတ်ပါဘူး။ကျမတို့တွေကြိုးစားမှုရဲ့အတိတ်ပဲကို နားလည်မှုလွဲနေလို့ပါ။ကြိုးစားအထောက်မှုဆိုတာရလတ်တစ်ခုတည်းအတွက်မဟုတ်ပါဘူး။အဓိကကတော့အဲ့ဒီကြိုးစားမှုကြောင့်ကိုရရှိလိုက်တဲ့အတွေ့အကြုံ ်တင်ကန်းစာနဲ့ကိုကြီးကိုသွေးတိုးတက်လာမှုပဲဖြစ်ပါတယ်။အကောင်းဆုံးစူးစားခဲ့ပေမဲ့လို့လည်းအောင်မြင်မှုမရတဲ့အခါမှာရလတ်တစ်ခုကိုပဲမျှော်လင့်နေခဲ့ရင်စိတ်ပြက်မှာတေးကြပါတယ်။ဒါ့ပေမဲ့လို့လည်းဒီစူးစားမှုကနေကိုပါရီလိလာတည်ယူနိုင်ခဲ့လေ။နောက်တစ်ချိန်ဆိုရင်ဘလို့ပူကောင်းအောင်လုပ်နိုင်မလဲဆိုတာကိုပြန်စဉ်းစားကြည့်ပါ။ အဲ့ဒါဟာကိုရရှိလိုက်တဲ့တကယ့်အမျက်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ပျက်စီးသွားနိုင်တဲ့အရာဝတ္ထုတွေထက်ဘဒူမမခိုးယူနိုင်တဲ့အသိပညာနဲ့အရေးချင်းကပူပြီးတန်ဖိုးရှိလို့ပဲဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ကြိုးစားတဲ့အခါမှာရလက်ကိုပဲအာရုံမစိုက်ပဲအဲ့ဒီလုံရက်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်တာက ပိုအရေးကြီးပါတယ်။ဆမွေးအောင်ဖို့အတွက်စာဖတ်တာတဲ့ဒီစာကိုဖတ်ခြင်းအပြင်ကိုယ့်ရဲ့အသိပညာတိုးတက်လာဖို့ အသွေးခေါ်ကျဲဝလာဖို့ရည်ရွယ်ပြီးစူးစမ်းတင်ပါတယ်။စီးပွားရေးလုပ်ငန်းတစ်ခုစလုပ်တဲ့အခါမှာအမျက်အစွန်းကြီးကြီးမားမားရဖို့စိတ်ကူးရင်နေတာထက်ဒီလုပ်ငန်းကိုဘယ်လိုစီမံခန့်ခွဲရမလဲ။ဘယ်လိုဖောက်တဲ့ဆက်ဆံရေးတည်ဆောက်ရမလဲဆိုတဲ့အတွေ့အကြုံတွေရယူဖို့ကိုပိုပြီးအာရုံစိုက်ပါ။ဒီလိုလှုပ်ချင်းအပြင်ကိုမျောလင့်ထားတဲ့အတိုင်းအောင်မြင်မှုမရလာရင်တောင်းပါပဲစိတ်ပြည့်အားငယ်ရမယ့်အစား ီစ조사မှုကနေဒီအရာတွေကိုတည်ယူခွင့်ရခဲ့တာပဲဆိုပြီးအာအင်တွေပြန်ရလာပါလိမ့်မယ်။ဒါဟာဘသူမှမပေးနိုင်တဲ့ကိုယ်တိုင်ရဲ့조사မှုကနေပဲရနိုင်တဲ့အကောင်းဆုံးလက်ဆောင်ပဲဖြစ်ပါတယ်။ဘဝမှာ조사မှုတိုင်းအရာထင်နေတယ်ဆိုတာမဖြစ်နိုင်ပါဘူး။တခါတလေကိုယ့်ရဲ့အကောင်းဆုံးကြိုးစားမှုကတောင်မှမအောင်မြင်နိုင်ပါဘူးမမျှော်လင့်ထားတဲ့အခြေအနေတွေထိန်းချုပ်လို့မရတဲ့ကိစ္စတွေအများကြီးနေတတ်ပါတယ် ဥပမာအပြေးပြိုင်ပွဲဝင်ဖို့နှိမ့်ချီပြီးလေ့ကျင့်ထားပေမယ့်ပြိုင်ပွဲနေ့မှာရုပ်တရက်ကျန်းမာရေးမကောင်းလို့ဝင်ပြိုင်လို့မရတဲ့အခါဒါဟာမမျှော်လင့်ထားတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ်ဒို့ပေမဲ့လို့လေအဲ့ဒီလိုဖြစ်လာတဲ့အခါမှာပြင်းထန်တဲ့စိတ်ပွေစီမှုတွေကိုခံစားရမယ့်အစားငါဒီလောက်ထိလေ့ကျင့်နိုင်ခဲ့တာပဲငါမှဒီလိုစမ်းရည်တွေရှိနေပြီပဲဆိုပြီးကိုကိုကိုတန်ဖိုးထားတတ်လာပါတယ်အဲ့ဒီလိုတွေးခေါ်ပုံကကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုပိုပြီးအထောက်အကူပြုနိုင်ပါတယ်ဒါကြောင့်ဘယ်အရာကိုမဆိုစူးစမ်းတဲ့အခါမှာရလက်ကိုစိတ်ကူးယဉ်ပြီးမျှော်လင့်မနေပါနဲ့လက်ရှိလုပ်နေတဲ့အရာကိုဒါအကောင်းဆုံးဖြစ်အောင်အာရုံစိုက်လှုပ်ဆောင်ပါ ဒါမှသာစူးစမ်းမှုမအောင်မြင်တဲ့အခါမှာစိတ်တက်မကြပဲကိုရရှိလိုက်တဲ့တန်ဖိုးရှိတဲ့အရာတွေကိုတွေ့မြင်နိုင်မှာပါဘဝမှာစူးစမ်းတိုင်းအရာမထင်တဲ့အချိန်တွေရှိမှာပါအရေးကြီးတာကအဲ့ဒီအခက်ခဲတွေကနေဘလို့သင်ငန်းစာယူပြီးဘလို့ဆက်သွားမလဲဆိုတာပါပဲအားလုံးပဲပျော်ရွှင်ငြိမ်းချမ်းပါစေကျမကတော့ Sister Regina မုံမခိုင်ပါကိုယ် ဒီတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကို အတန်လွင့်လုပ်ပြီးပါပြီ။ပေါ်တာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။